တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်အတွင်းထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့မောတောင်မြို့ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကမနေ့ကနိုဝင်ဘာ14ရက်နေ့မနက်ပိုင်းမှာသိမ်းပိုင်နိုင်ခဲ့ကြပါတယ်။မောတောင်မြို့ကို3ရက်အတွင်းတော်လိုင်းတပ်ဖွဲ့တွေကသိမ်းပိုင်နိုင်ခဲ့တာဖြစ်ပြီးလက်ရှိမှာပြည်သူ့စစ်ပောင်းဝင်စစ်ကော်မရှင်တပ်သား42ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီးထိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးသွားတဲ့စစ်သားတွေလည်းအများပြားရှိနေတယ်လို့သိရှိရပါတယ်။တိုက်ခိုက်ခဲ့တာက3ရက်ပဲကြာတာပြင်ဆင်မှုကတော့ကျွန်တော်တို့အချိန်များစွာယူပြီးတော့ တေချာပြင်ဆင်ခဲ့တာဖြစ်တဲ့အတူတူပူးပေါင်းတိုက်ခိုက်ခဲ့ကြတဲ့တပ်ဖွဲ့တွေအကုန်လုံးကလည်းတန်းညီလက်ညီနဲ့စနစ်ကောင်းကောင်းနဲ့ဗျူဟာကောင်းကောင်းနဲ့တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်လို့ Force for Federal Democracy တပ်ဖွဲ့ဒုတာဝန်ခံအောင်က ARD Times ကိုပြောပါရယ်မော်တော်မျိုးကိုစစ်ကောင်မရှင်ကလက်ရှိချိန်ထိလေးချောင်းတိုက်ခိုက်မှုတွေများစွာပြုလုပ်နေဆဲဖြစ်ပြီးတော်လိုင်းတပ်ဖွဲ့တွေကလည်းနေမြေရှင်းလင်းလုပ်ငန်းစဉ်တွေဆက်လက်လုပ်ကိုင်နေတယ်လို့ FFDC ကသိရပါရယ် မျိုးသိန်းတိုင်ပွဲပြီးနောက်ဆေးကော်မရှင်စီက120မမ2လက် .5 တလက်60မမ3လက် RPG 2လက်ငကြင်းမီတလက်လက်နက်ငယ်29လက်ကြီးတောင်မျိုးစုံဂျမ်းမာခဲရဲမျိုးစုံနဲ့စစ်ဘက်ဆိုင်ရာဆက်ဆက်ပစ္စည်းအများပြားသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါဗျ။အကြံဖက်စစ်တပ်ကရွေးကောက်ပွဲဟန်ပြလုပ်ပြီးတော့ထွက်ပေါက်တစ်ခုရှာဖို့လုံနေကြတဲ့အချိန်ဖြစ်တဲ့အတင်းအဓမ္မစုဆောင်ထားတဲ့စစ်သားတွေနဲ့ကျွန်တော်တို့တွန်လိုင်းတက်တွေကိုထိုးစစ်တွေများစွာဆင်နေတဲ့အချိန်လည်းဖြစ်တယ်။ ဒီချိန်မှာကျွန်တော်တို့ဘက်ကတံပြန်တိုက်စစ်အနေနဲ့ဒီမောတောင်မြို့ကိုတိုက်ခိုက်သိမ်းပိုက်လိုက်တာကကောင်းမွန်တဲ့အောင်မြင်မှုတရက်လို့ပြောနိုင်ပါတယ်လို့ဒုတောင်ဝင်းကအောင်ကဆက်လက်ပြောပါရယ်အစိုးရမျိုးသိမ်းတိုင်ပွဲကို KNU KNL ဥစားမှုနဲ့တူ KNL တက်မာလေးကတယင်း203တယင်း71 KNDO တယင်း9တယင်း71ဗမာပြည်သူလူမျိုးရေးတက်မတော် BPL Force for Federal Democracy တက်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်